ပရီးမီးယားလိပွဲစဉ်32နဲ့နယူကာဆယ်နဲ့မန်ချက်စတာယူနိုက်တက် မင်္ဂလာပါကိုခင်းစတာဖူဘောရှိုးကနေကြိုးစားပါရစေ။စူပါဆန်ဒေးရဲ့ည10:00နာရီမှာရှင်ပြိုင်ကစားမယ်။ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်32ရဲ့နော်အကောင်းဆုံးပွဲလို့ပြောရမယ်။နျူကာဆယ်မန်ချက်စတာယူနိုက်တက်ပွဲချုပ်36ချက်ကိုအခုပဲလုပ်ပေးသွားချင်ပါတယ်။စိန့်ဂျိမ်းဘတ်မှာကစားရမယ်မန်ချက်စတာယူနိုက်တက်အသင်းတို့ကအာယုံအပြည့်အဝနဲ့ကစားနိုင်ပါမလားကျွန်တော်ပထမဆုံးတွေးမိတယ်ကစားနိုင်ဖို့ဘယ်လွယ်ပါမလဲဒီပွဲပြီးရင်ယူရိုပါလိတဲတန်ကစားအောင်တွေးရင်တွေးရင် United ပြိတ္တတွေအန်ဒရီအိုနာနာအောင်စိတ်ပြတ်နာကျင်နေမယ်ဆဲကျင်နေမယ်လို့ထင်တယ်အဲ့ဒီဘဲလှုပ်လိုက်တာက နျူကာဆယ်နဲ့ပွဲမှာလည်းတွားပြီး impact ဖြစ်တယ်ကျွန်တော်ပြ EPL အသင်းတွေကဟာဒီပွဲကအရေးမကြီးတော့လို့ဒီပွဲကအရေးကြီးတော့လို့ကန်ဂျင်နိုင်းတော့မကန်ရှစ်တပွဲရှိခဲ့ဗျကျွန်တော်ဘယ်ပွဲလဲမသိမမှတ်မိတော့ဟာ United ကတော့ဒီပွဲကန်ဂျင်မကန်ဆိုစီတဲနဲ့ရှိတော့ပွဲဒါပေမဲ့တကယ်ကြီးကန်ရှော်ရာဘာညာဆိုတာဒါကျွန်တော်တို့အတွေ့တကယ်တမ်းပွဲမှာကစားတဲ့အခါကျရင်လူစုံတက်စုံထုတ်ပြီးတော့အသင်းရလက်ကစားလိရှိတယ်ကျွန်တော်ပြောချင်တာ Lion နဲ့ပွဲမှာနော်ပရမအကျော့နိုင်ခဲ့မယ်ဒီဒုတိယအကျော့က United တို့အတာကြီးရသွားမယ်အချက်လက်တွေအများကြီးရှိတယ် အဲ့ဒီအသာရရှိမှုကနေဒီ Newcastle နဲ့ပွဲအတွက်လည်း focus ပြန်ထားလို့ရတယ်။အခုအခြေအနေကတော့အဲ့လိုလုံးဝမဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ Newcastle နဲ့ပွဲကိုခဏဘေးပဲတာ United ကစားသမားတွေကိုယ်တိုင်ဒီပင်း Lion နဲ့ပွဲအတွက်ပို့ပြီးတော့အာယုံရနေ။ပုံမှန်လေးပြောရရင်တော့ဒီနှစ် EPL Manchester United နဲ့တင်ဘာမှမျှော်လင့်ခွင့်မရှိတော့ဘူး။ ဝန်တူတန်းဝင်ခွင့်အတွက်ငါတို့ကြိုးစားမယ်ဆိုပြီးတော့ကန်ရင်လည်းပါဖြစ်ယူရိုပါလိမရှိရင်တော့တမျိုးပေါ့ဗျာဒီပွဲစဉ်ကန်ရင်ကန်မှာပေါ့အခုကယူရိုပါလိကပိုအရေးကြီးတာလေသူတို့အတွက်တကယ်ကိုတင်အမြေကြီးရှင်ရွှေထီးပုံစံမျိုးဝန်တူတန်းဝင်ခွင့်မရအောင်နောက်ကိုရောက်သွားโอเคယူရိုပါလိရလာအရပြီနောက်နေမင်းချန်ပီယံလိဖလားတလုံးနဲ့ရမန်ချက်စတာယူနိုက်တက်အတွက်လိုင်ယွန်နဲ့ပွဲရတာပိုပြီးအရေးကြီးပါတယ်ဒီပွဲစဉ်ကဘာဖြစ်ဖြစ်ဗျာဂိုးပြတ်ရှုံးလဲတိတ်ပြီးတော့စိတ်ပြက်စရာမရှိဘူးလို့ကျွန်တော်ထင်တယ်တဖက်ကနယူကက်ဆယ်ကတော့မန်ချက်စတာယူနိုက်တက်နဲ့ရည်ရွယ်ချက်ချင်းရက်တီမတူဘူးသူတို့ကချန်ပီယံလိဝင်ဖို့အတွက်အများကြီးမျှော်လင့်ခွင့် င်ရှိကျွန်တော်တနေ့ကလည်း Champion League ဝင်ခွင့်အတွက်เนาะဆွေးနွေးပြီးသွားပါပြီအသင်း9သင်း6သင်းလောက်ရှိတယ်ဗျာ9နေရာဝင်ခွင့်ရမှာเนาะဒါ official ဖြစ်တော့ဘာကြောင့်လဲဆိုတော့ UEFA coefficient ranking မှာ AI ကလှုပ်ကြွေးသွားတယ် England club တင်နိုင်သွားတဲ့အခါကျတော့ England club 9နေရာဝင်ရပြီဒီထဲမှာ Newcastle ပါတယ်အ Newcastle ကစိတ်ချင်းဘက်ကသာသမာကောင်းတချို့ ਨੇ တချို့တော်မို့ပါဗျာအများကြီးရှိပါတယ် Newcastle ပါလေဒါ Damman တို့ပါဆိုတော့ England လူကြီးစင်အသင်းအတွက်ရွေးချယ်ခံရပြီးပွဲအဖြစ်ပြောင်းလဲနိုင်တဲ့ Eset တို့လိုကစားသမားမျိုးလည်းရှိနေဟိုအာတာချက်တွေကတော့အများကြီးပဲပေါ့နော်ဒါကျွန်တော်ထုတ်တွေးမိတဲ့အတွေးလေးတွေပဲ ှိတယ်ကျွန်တော်ညကွေလည်းဝင်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်တစ်ပိုင်းကဒီနှစ်သင်းကြားတဲ့ဟာကိန်းကနဲအချက်လက်တွေကိုတစ်ချက်ဆွေးနွေးကြည့်အောင်ကျွန်တော်ခုနကပြောတဲ့ဟို key points တွေနဲ့တကယ်ယူ matching ဖြစ်ပါတယ်နူကက်ဆယ်ကတကိုးသွင်းရင်တောင်မှတဝက်ပဲပျော်ရွှင်ခွင့်ရမှာတယ်ဒါကတည်အရှုံးထက်လည်းပိုပြီးပြင်းထန်တဲ့အကျော်ပေးမှုတကိုးတဝက်လောက်တော့ပေးမှာပါဗျာ 1D လောက်တော့ဘယ်ပေးပါမလဲတစ်ဖက်အသင်းကလည်း Manchester United ဖြစ်တဲ့အခါကျတော့ပြောလို့မရဘူးလေတမိုင်းစင်လာရနူကက်ဆယ်ကိုအသာကြီးရတတ်တဲ့အစင်လာမျိုးလေးတွေရှိတော့အထက်ပို့ပြီးတော့မပေးပါဘူးကျွန်တော်ကတော့တာမန်လို့ပဲထင်တယ် handicap အရာကျွန်တော် newcastle ကိုတော့ရွေးချယ်ခြင်းနဲ့ဒါပေမဲ့ကျွန်တော် total ကိုလည်းတစ်ချက်ပြန်ချိန်ကြည့်ပေးမယ်နော် total ကို3ကို2ဝက်ပြောရှုံးခွင့်ပေးထားတဲ့အတွက် total ကတော့မများနိုင်ဘူးနေကောင်းနေသွားနိုင်ဒါပေမဲ့ကျွန်တော်ရဲ့ newcastle ကိုဒီချိန်မှာမယုံကျင်စစ်မပြေဘူးဗျ newcastle ကိုပဲယုံရမယ်ပုံစံအဲ့တော့ newcastle ကို handicap ပြကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ total ကိုပါ second priority အနေနဲ့ကျွန်တော်ထပ်ပြီးတော့ဖြည့်ဆွက်ရွေးချယ်ပေးပြရသည် total ကို over ကိုသဘောကျပါတယ်ကဲကျွန်တော်နောက်တစ်ပိုင်းကဒီနှစ်သင်းကြားရဲ့ကိန်းကနန်း အချက်အလက်တွေထပ်ပြီးဆွေးနွေးကြည့်အောင်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာ Newcastle က၄ချိန်နိုင်ပြီး Manchester United က2ချိန်နိုင်တာပါတရေကြလေးကြထားတော့နောက်ဆုံး6ချိန်မှာမရှိပါဘူးပထမကြော်တော့ကတော့ Old Trafford မှာ2-0ဆိုတဲ့ရလဒ်နဲ့နိုင်ထားပါတယ်။ပြီးခဲ့သောဘောလုံးရာသီမှာတော့ Manchester United နိုင်တဲ့အစင်လာမျိုးလေးတော့ရှိတယ်။တိုးပေမဲ့ Newcastle ယူနိုက်တက်ဂွင်းမှာတော့မန်ချက်စတာယူနိုက်တက်ဒီနောက်ဆုံးနှစ်ချိန်မှာတစ်ချိန်မှာမနိုင်ထားပါဘူးကိုယ်လည်းတကူမှာပြန်မသွင်းထားနိုင်ပါဘူးခင်ဗျကဲကျွန်တော်နောက်ထပ်တစ်ပိုင်းနျူကက်ဆယ်အသင်းရဲ့အခုနောက်ဆုံးကစားထားတဲ့ current form လေးပွဲနိုင်တပွဲတည်တပွဲရှုံးထားတယ်ရှုံးတဲ့ပွဲကသူတို့ liverpool ကိုအဝေးကွင်းမှာရှုံးထားတာပါဒီထဲမှာနောက်ဆုံး၄ပွဲဆက်အနိုင်ရထားတာကနျူကက်ဆယ်အသင်းကို impress ဖြစ်ရှင်စရာအတော်လေးကောင်းတယ်ဝက်ဆန်ဝမ်းစီ liverpool ကို2-1ဒါ EFL မှာနိုင်တာပေါ့နော်ကျွန်တော်နောက်တစ်ပွဲက brentford ကို2-1နဲ့နိုင်တယ်အခုနောက်ဆုံး က်စတာစီးတီးကို3ဂိုးပြတ်နဲ့နိုင် current form ကနျူကာဆယ်တော်တော်လေးမိုင်းနေမန်ချက်စတာယူနိုက်တက်အသင်းကိုကြည့်မယ်ဆိုရင်တော့အချိန်နဲ့မစိုးအောင်ရလက်မစိုးအောင်မနေစူးစားရုံးကန်နေရတဲ့သဘောမျိုးပါနောက်ဆုံး6ပွဲမှာ2ပွဲနိုင်3ပွဲတည်2ပွဲရှုံးထားတယ်နိုင်တဲ့ပွဲတွေထဲမှာဆိုရင်ဒါ Real Sociedad ကိုမြုံကြီးနိုင်စရာကောင်းလောက်တဲ့ဂိုးပြတ်ရလက်နဲ့နိုင်ထားတယ်ယူရီရဲ့ပွဲတစ်ပွဲပါတယ်လက်စတာစီးတီးကို3ဂိုးပြတ်နဲ့နိုင်ထားတဲ့ပွဲတစ်ပွဲပါတယ်ကျန်တဲ့ပွဲတွေအားလုံးကတည်ကြလိုက်ရှုံးလိုက်ဒါပေမဲ့တပွဲပဲရှုံးထားရင်အဲ့ဒါ Northern Forest ကို1-0နဲ့ရှုံးတယ်တည်ကြတဲ့ပွဲတွေမှာဆိုရင် Man City ိုအသေးမျိုးတည်ကြတဲ့ပွဲမျိုးပါတယ်။အာစနယ်ကိုတည်ကြတဲ့ပွဲမျိုးပါ။အသင်းတွေကိုခံခံလေးရှိတယ်။ဒါပေမဲ့ပြည်တနာနယူကက်ဆယ်ကအသင်းလားမေးရမယ့်ပုံစံမျိုးကစားသမားကောင်းတချို့ရှိနေပေမဲ့ကျွန်တော်တော့အဲ့လိုအသင်းအသင်းပုံစံမျိုးမခံစားရသေးဘူး။အဲ့လိုအသင်းမျိုးတွေနဲ့တွေ့ရင်မန်ချက်စတာယူနိုက်တက်ကကြောင်ပြောင်းလေးရှိအတမိုင်းစင်လာရေးကကျန်းတဲ့ အသင်းမျိုးတွေနဲ့ဆိုရင်ခံကန်အားကောင်းနေဗျာမန်စီးတီးကိုဆိုရင်တစ်ချိန်တည်းတစ်ချိန်နိုင်တာတဲ့အဲ့အတွက်ကြောင့်ဒီလိုပွဲမျိုးတွေမှာမန်ချက်စတာယူနိုက်တက်အသင်းကကြိုးကကြောင်လုံးလိရှိပါတယ်ကဲအဲ့တော့နောက်ထပ်တစ်ပိုင်းကနျူကာဆယ်အသင်းရဲ့နောက်ဆုံးအင်ကွင်း6ပွဲစရလား3ပွဲနိုင်2ပွဲတည်2ပွဲရှုံးတာတယ်ရှုံးတဲ့ပွဲတွေကဖူလန်2-1ဘုံပေါက်ကို2-1ဖြစ်ပါတယ် အဲ့ချိန်ကာလတွေကတော့နည်းနည်းကြာသွားပြီအဲ့နောက်ပိုင်းမှာ၄ဘွဲဆော့တာတယ်အဲ့၄ဘွဲလုံးလုံးဝမရှုံးတော့ပါဘူး၃ဘွဲနိုင်ပြီးတော့တဘွဲတည်ကြတာတယ် Brighton ဝမ်ဝမ်တည်ကြပြီနော် Nottingham Forest လို့အသင်းမျိုးတော်မှ၄၃နဲ့နိုင်ထားတဲ့ဘွဲမျိုးတွေရှိတယ် Arsenal ကိုလည်း2-0နဲ့နိုင်ထားတဲ့အင်ကွင်းပွဲစဉ်တွေရှိအင်ကွင်းကစားအားအတန်အသင့်ကောင်းတဲ့အသင်းလို့ပြောရမှာပါ Manchester United ရဲ့အဝေးကွင်း reset တွေကိုပြောမယ်ဆိုရင်နောက်ဆုံး၆ဘွဲမှာသူတို့တဘွဲပဲနိုင်အဲ့ဘွဲကတော်တော်အချင်းနေဆိုးတဲ့ Leicester ကို သုံးကိုပြက်နဲ့နိုင်ခဲ့တဲ့ပွဲပါ။ကျန်တဲ့ပွဲတွေနဲ့အားလုံးမှာနှစ်ပွဲရှုံးပြီးသုံးပွဲတည်ကြထားတယ်။ရှုံးတဲ့ပွဲတွေမှာဆိုရင် Tottenham Hotspur Northern Forest တို့တကူးတဲ့နဲ့ကတ်ရှုံးတယ်။ဆိုတော့ Everton ကိုတူတူတည်ကစားထားတဲ့ပွဲမျိုးရှိတယ်။ Lyon Real Sociedad ကိုတည်ကစားထားတဲ့ပွဲမျိုးတွေရှိတယ်။မဆိုးတော့မဆိုးပါဘူး။တိုးမယ်လဲဟိုအဲ့လိုဖြတ်မြင်းလို့လို့ကောကောင်လို့လို့အသေးမျိုးတွေတော့ရှုံးတယ်ကျွန်တော်တို့တစ်ချက်ထက်တွေ့ရပါလေ။ကိန်းနဲ့အချက်လဲရ Newcastle ပဲအသာရနေပါတယ်။အဲ့နောက်ဆုံးပိုင်းပြော်ပိုင်းချင်းကမှုအနေငယ်လို့ရအောင်။ မန်ချက်စတာယူနိုက်တက်ရဲ့အခုနောက်ပိုင်းမှာပုံပေါ်လာတဲ့ဟန်က hypressing counter press တကယ်ကိုကောင်းတယ်။ကောင်းပြီးတော့ဘာကြောင့်နိုင်ပွဲမရလဲဆိုတော့ဒီအခြေအနေမျိုးမှာဘယ်လိုပြောမလဲ EPA ကဟုန်သွားပြီ။အဲ့လောက်ထိ United အနေနဲ့ pressing ဘလောက်ကောင်းကောင်းကစားသမားတွေရဲ့ခံယူချက်နဲ့ရက်တီမှုเนาะစိတ်တဲ့ပိုင်းကအကျဘက်ကိုရောက်သွားပြီ။နိုင်ပွဲတစ်ပွဲကိုဟို ြန်ပုံဖော်ဖို့ကအဲ့လောက်ထိမလွယ်တော့ဘူးအဲ့တော့ pressing ကောင်းတယ်ဆိုတာတော့မှန်တယ် pressing ကောင်းတယ်ဆိုတာဘောလုံးဟို defensive action မှန်သမျှလိုက်ပေးတယ်ဒါကောင်းတယ်တိုးတော့အဲ့ဒီဘောလုံးရလာပြီ transition တွေကောင်းမှုလည်းလို့နော်တချို့တော့ bit တွေပြန်ကောင်းမှုလည်းလို့တည်တယ်အဲ့ဒီဘိုင်းဒီမှာအားနေချက်ရှိတယ်ဒါပေမဲ့တချို့ကစားသမားတွေဒီရုပ်ပြက်ဆင်းပြက်နိုင်တဲ့သူတွေပါတယ်ဗျာကျွန်တော်ဘိုင်းနေနဲ့တုံတုံတခြားသင်ကစားသမားတွေတက်ပြောလို့မရှိဘူးဒါပေမဲ့ကျွန်တော်တက်ပြောပြရသည် Ramu Thailand အရန်ရုပ်ပြက်ဆင်းပြက်ပဲဗျာအဲ့တော့ဒီလိုပွဲမျိုးမှာ Thailand ကိုဆက်သုံးဒါမှမဟုတ် Joshua Zexy ကိုသုံးမလားပွဲထွက်လူစင်းကလည်းအရန်ကြီးကြည့်တယ်ပွဲထွက်လူစင်းပေါ်မှာမူတည်ပြီးတော့မှဘလူကစားက မယ်ဘလို့ကန့်မယ်ဆိုတော့ကျွန်တော်တွေကခမန်းလို့ရတယ်ဒါမဲ့ United အသင်းရဲ့အဲ့ pressing တွေကောင်းမွန်တဲ့ဆိုတော့ညာလဲ Newcastle ကကွင်းလယ်ကစားသမား၂ယောက်ဖြစ်တဲ့ Tonelli Tonelli နဲ့ Bruno Guimaraes ကလည်းအဲ့လို၈တက်နောက်စီမှတ်အရန်ကစားပေးနိုင်တဲ့ Julian Town အဲ့၃ယောက်က Flatten Sanson အဲ့ B2B ပုံစံเนาะ imposition out of position လိုက်ရုံးနိုင်တဲ့အတွက်ကြောင့် United အသင်းရဲ့ကွင်းလယ်ကိုအတားအဆီးယူနိုင်မယ်လို့ထင် United အသင်းရဲ့ကွင်းလယ်ကစားသမားတွေထဲမှာဆိုရင်ပွဲပန်းနေတဲ့သူတွေပါတယ် Bruno Fernandes တဲ့ပြဲအောင်ထပ်ပြီးရုံးရင်လည်းအဆင်မပြေတော့ဘူးပြနောက်ပွဲအတွက်ပဲကျွန်တော်တို့အားမွေးသင့်တယ်လို့ထင်တယ်ဆိုတော့ United ဟို pressing counter တစ်ခုတည်းနဲ့ ော့စိန်ချင်းဘက်မှာနူကဆယ်ကိုဒုက္ခပေးနိုင်မယ်လို့တော့အဲကျွန်တော်မထင်ဘူးတကိုးသွင်းတဝက်ပျော်ရွှင်ခွင့်ရလဲအဲတဝက်ကိုပဲကျွန်တော်တို့ခုံမင်းစွာနဲ့မမောအောင်ကျွန်တော်ကတော့နူကဆယ်ပြိတ္တပဲလှုပ်ချင်ပါမြန်